đa a ra ha đa nam nam bồ đề đa nam mô đa đa a ra wa đa nam mô ha đa nam nam bồ đề đa nam mô đa đa tu nhị yu su bi a ga ro bi chi ni ông quên chính tự địa chính địa lục hành sinh sát đến nay ngũ ai hữu biết được ယနေ့သာသနာတော်နေ့2569ခုမြန်မာဘာသာတကယ်ထောင်389ခုတစားမုံလာပြီကျော်5ရက်ခရင်းနဲ့2025နိုဝင်ဘာလ9ရက်ဗနက်ကနေနေ့မင်္ဂလာရှိတဲ့ညနေခင်းပါမြန်မာနိုင်ငံရန်ကုန်နဲ့ရန်ကုန်မြို့မယံကုန်မြို့နဲ့အမှတ်9ရက်ဘွယ်တိရိမင်္ဂလာကပိုင်းစီရီတော်အာယုံကံတစားခမ်းမကြီး ကောဘကယုံအပေါ်ထက်ဓမ္မရှင်နဲ့တော့ကြည့်ပြမအနာတော်ဒီဘာဘာဒီမူကျင်းပါဓမ္မစကြဆပိုင်းဒေသနာပြတာအလှူတော့တဏိတာအချိန်မိုက်တရားစကံပွဲဒီတရားစကံပွဲမှာယခုတတိယအချိန်မှာ အားလုံးသောဥဒ္ဓလူရဲ့သန္တနာဆွေတော်မျိုးတော်သန္တနာဆွေတော်မျိုးတော်ပဋ္ဌာန်းတဲ့ယောဂီသရောသင်ပေါင်းတို့အားတရားရမှုရေထောက်ပံ့ပေးဖို့ဟောကြားနာကြားဖို့အတွက်တရားကောင်းစီလေးဥစွာမှတ်မယ်နေမြေတိရှာပုံတော်ဘာလဲလဲနေမြေတိရှာပုံတော်ပါဗျာဒီနေမြေတိရှာပုံတော်ဆိုတဲ့တရားတော်ကိုမြတ်စွာဘုရားကြီးဘုရားမြတ်ကြီးရဲ့တရားဟုတ်တရားသူ အကောင်းဆုံးတရားဓမ္မစကြာတရားကိုအခြေခံပြီးတော့ဟောကြားနာကြမှာဖြစ်တဲ့အတွက်ကြောင့်ရှင်ဥစွာမြတ်စွာဘုရားရှင်ကိုတော်တိုင်ဟောကြားအပ်တော်တရားဥဓမ္မစကြာတွေကပထမဆုံးစာပိုင်းနဲ့ဦးဇင်းတို့ကိုယ်တိုင်ရေးဆက်ဒီကုန်းအပ်တော်ဓမ္မစကြာလင်္ကာဆောင်ဖို့ကိုတန်မြာညီညီညာညာရွတ်စွပူဇော်ကြစုဒေမေဒေကဝေအန္တ

သာဓုသာဓုသာယောဂီများဘယ်သွားကြမလဲဘယ်သွားပါဘုရားအပြောသွားခြင်းလားလားအဟုတ်သွားခြင်းလားဟုတ်သွားခြင်းပါဘုရားအဟုတ်သွားခြင်းပါလောကဟုတ်အားထုတ်ပါဘာတွေအားထုတ်ပါဓမ္မစကြာသိခာ ဝိသုဒ္ဓိဉာဏ်စဉ်တွေအားထုတ်ရမယ်အဲဒီလိုအားထုတ်တတ်ဖို့ကုသလပထမအချိန်ကဗာတရားဟောပြီကဗာဤကြောင့်နိလာကဗာလောကကြီးအေးချမ်းမှုငြိမ်းချမ်းမှုတဲ့မြတ်စွာဘုရားဗေတရားစာဟောအခုကဗာကြီးမှလည်းဥဒ္ဓနုဒီနေ့ဗာတရားစာဟော ဓမ္မစကြာမှာအနှစ်ကြီးပဲနဲ့တုံးဟုတ်ပါဘူးအဲ့ဒါပြီးတော့ဒုတိယအချိန်မှာဗာတရားဟောဓမ္မစကြာစဝိုင်းခြင်းဆိုဓမ္မစကြာနဲ့ဓမ္မစကြာစဝိုင်းနဲ့တူလားဓမ္မစကြာဆိုတာအနှစ်ကြီးပဲနဲ့တုံးဓမ္မစကြာစဝိုင်းဆိုအဲ့ဒီဓမ္မစကြာလဲပါတယ် ။နောက်ပြီးတော့ကျန်တဲ့ပိတကတ်တော်တွေလည်းပါတယ်။နောက်ပြီးတော့လေဒီမောကုမာဇီဆုံးလုံးတဲ့အောင်လဘောဥစ္စာတဲ့တရားနိစ္စနဲ့ပေါင်းများစွာလည်းပါတယ်။အဲ့ဒီအကုန်လုံးစုပေါင်းထားတာဟိုကြတော့ဘာလို့ခေါ်လဲ။ဓမ္မစัจ္ဇာအဲ့ဒီဓမ္မစัจ္ဇာဆဝိုင်းကြီးရဲ့လူရင်းပန်းနိုင်ကဘာချုပ်ဖို့ကိလေသာချုပ်ကိလေသာချုပ်မချုပ်ပါနဲ့စစ်ဒုက္ခချုပ်မချုပ်နဲ့စစ် ာသို့ယင်ဒုက္ခမချုပ်သေးရင်အကြံပြင်းဘာမချုပ်သေးလို့ဒုက္ခချုပ်သွားရင်အကြံပြင်းဘာချုပ်သွားလို့ဒါဆိုကပန်ရီကိုတရားကိုစစ်တတ်ပြီလားအိမ်ရောက်ရင်ဘယ်နှစ်နာရီလောက်စမ်းကြည့်လုံးလေးနာရီလောက်စမ်းကြည့်ကိုကိုစမ်းကြည့်နော်ကိုကိုစမ်းကြည့်လို့၃လေးနာရီစမ်းကြည့်လို့နာနေတယ်တုံးနေတယ်ကျင်းနေတယ်ကိုင်းနေတယ်ဆိုရင်ဒုက္ခမချုပ်သေးဘူး ဒုက္ခမချုပ်သေးရင်အကျဉ်းမြင်ပါမချုပ်သေးဘူးအဲဆိုကိုတရားသိမ့်မရှိဘူးလို့ပေါ့သုံးလေးနာရီထိုင်ကြည့်နာတာတုံးနာကျင်နာကြိုက်တာခဲတာဝေဒနာတွေတော်တော်များများကြောနေပြီဒုက္ခတွေတော်တော်များများချုပ်နေပြီဆိုရင်အကျဉ်းမြင်ပါချုပ်သွားတယ်ကိလေသာချုပ်သွားရင်ကိုတရားတော်တော်ဟုတ်နေပြီလို့ပါပေါ့အစ်စ်ဘာရှင်းထမင်းကြည့်ရင်တော့59မိုက်သာပဲပေါ့သဘောရှင်းတယ်ဒါကဒုတိယပိုင်းတည်း အဲ့ဒီလိုလေးဖြစ်ဖို့ကလိုရင်းကတော့အပ္ပမဒီနာတမ္ပါဒီအပ္ပမဒီနာဆိုတာဘာလို့ခိုင်းတာစောင့်ရှုတမ္ပါဒီနာဆိုတာစွန်လို့ဘာလို့ပြောရရင်တကယ်လောကမဲ့အလောကနှစ်ခုပဲကြည့်တယ်စောင့်ရှုစွန်လို့ပြောကြည့်ဘာလို့ကိုလောကမဲ့အလုပ်တိမသွားဘူးလားဘယ်လောက်ထိလုံမလဲအဲဟုတ်ပြီဖြည့်ပြည့်မြည်ဖြည့်ပြည့်မုံ ဖြစ်ပြည့်ဆုံးအောင်လုပ်ပြောကြည့်ပြောကြည့်ဖြစ်ပြည့်ဖြစ်ပြည့်ဆုံးအောင်အဲ့ဒါဓမ္မစကြဆဝိုင်းရဲ့အဓိကအမိချုပ်ခြင်းစီမှန်ပါဗျာအဲအခုပေးလိုက်မှာနောက်ဆုံးအမီလေးရတော့ဘာရှာဖို့နေမြေသိရှာဖို့တော့ဘာလဲလဲနေမြေသိရှာဖို့ပါဗျာအခုနေမြေကြီးကသုံးခုရှိတယ် သီလနယ်မြေတမာတိနယ်မြေပညာနယ်မြေနယ်မြေဤဘယ်နှခုရှိသသီလနယ်မြေကဘာလောက်တာလဲဆိုရင်သီလကျင့်စဉ်အောင်နေဆိုတာကိုနှုတ်ကိလေသာချုပ်သွားတာကိုပြောတာဒါဆိုရင်ကဘာရေးတွေကိုနှုတ်ကိလေသာမချုပ်သေးရင်အဲ့ဒါသီလနယ်ပဲရှိတယ်ပါနယ်လေသီလနယ်ပါပါကိုနှုတ်ကိလေသာမချုပ်သေးရင် ကိုနှုတ်ကင်းနေတာချုပ်တယ်ဆိုတာဘယ်လိုဟာမျိုးအခုနစစ်ပုံစစ်လေးနဲ့ပြောရင်ကိုနှုတ်ကင်းနေတာချုပ်တယ်ဆိုတဲ့အတွက်ကြောင့်ကမ္ဘာဧဒီရဲ့ကိုဒုက္ခချုပ်သွားတယ်မှန်ပါဗျာအကြံပြင်းအကြံပြင်းကိုကင်းနေတာချုပ်တယ်ဆိုရင်ဘာဒုက္ခချုပ်သွားမှာလဲကိုဒုက္ခချုပ်သွားလိမ့်မယ်အကြံပြင်းဒါဆိုတော့ ခန္ဓာကိုယ်ကြီးနှုံနေနာနေထောင်နေခြင်းနေကိုက်နေခဲနေတယ်ဆိုရင်အကျမ်းပြင်းဘာမချုပ်သေးလို့ကိုဒုက္ခမချုပ်သေးလို့ကိုဒုက္ခမချုပ်သေးလို့ဆိုတာကိုကိလေသာမချုပ်သေးလို့ကိုကိလေသာမချုပ်သေးရင်ဘယ်နေပဲရှိသေးလဲတီလာနေပဲရှိသေးလဲအဲ့ကနေပြီးတော့၃နှစ်နာရီစမ်းကြည့်လိုက်လို့ကြောက်ရွံ့ကြီးလို့တုတ်တုတ်မလုံတော့ဘူးခန္ဓာကိုယ်ကြီးကလည်းထောင်နေခြင်းနဲ့နာရယ်ကိုက်တဲ့ခဲတဲ့ဒုက္ခတွေတိတ်ပြီးတော့မရှိတော့ဘူး အဲ့ဒါဆိုရင်ကိုကိလေသာအကျဉ်းချုပ်သွားပြီကိုကိလေသာချုပ်သွားပြီဆိုရင်တမာတိနေရောက်သွားပြီပါပါဗျာဘာနေရောက်သွားလဲတမာတိနေခွဲရပြီလားမှန်ပါဗျာဒါဆိုရင်ကိုဒုက္ခမချုပ်သေးရင်ဘာမချုပ်သေးလို့ကိုကိလေသာမချုပ်သေးလို့ကိုကိလေသာမချုပ်သေးရင်ဘာနေလဲတီလာနေကိုဒုက္ခချုပ်ရင်ကိုကိလေသာချုပ်လို့ကိုကိလေသာချုပ်သွားရင်ဘယ်နေရောက်သွား အခုဘယ်နေပါများအကျံမြင်အကျံမြင်ပြောပြတော့ဒီလိုဖို့ဖန်ဒီဥပမာဆိုကြားဘူးလားကြားဘူးဒီလိုတောင်ပေါ်ကြီးတစ်ခုရှိတယ်အဲ့ဒီတောင်ပေါ်ကြီးမှာအပေါက်ကြီး6ပေါက်ရှိပါပါဖို့တကောင်ဝင်သွားပြီဖို့တကောင်ဝင်သွားတာ လူတယောက်ကဖမ်းတော့မှာပေါ့ဖမ်းမှာကလူတယောက်အပေါက်ကဘယ်နှပေါက်ဘယ်လိုဖမ်းလူတယောက်တည်းဖမ်းမှာ6ပေါက်ဆိုထွက်ပြေးမှာဘောရဖမ်းနေရှိတယ်ဘယ်နှပေါက်ပြိတ်ပြရနာတော့ပြိတ်ပြတော့သူထွက်လာတယ်ကဘယ်နှပေါက်ပြိတ်အဲအဲ့ကြတော့ဖမ်းလိုက်အဲ့ဒီအတိုင်းပဲကဘာအေးရည်နဲ့ဦးစင်းတို့မှလည်း ိလေသာအကုသိုလ်ခုကြီးဖြစ်နိုင်တဲ့ထွက်နိုင်တဲ့ဝင်ထွက်လုံးနိုင်တဲ့နေရာကြီး၆ခုရှိတယ်။မှန်ပါဗျာ။မျက်စိမှန်ပါဗျာ။ကိုယ်စိတ်ဘယ်နှမျိုးမှန်ပါဗျာ။အဲဒီ၆ခုလုံးကြီးပွင့်နေရင်ကိုယ်ကဖမ်းမှာကတရားဝင်တယ်။အတက္ကပောက်ကဘယ်နှပောက်မှန်ပါဗျာ။ကိလေသာခုကြီးမိဖို့လွယ်ပါမလဲ။မိရင်မလုပ်ရဘူး။မှန်ပါဗျာ။ငါတော့ပြိပြရတယ်။မှန်ပါဗျာ။အဲ့ဒါကြောင့်မလို့ဦးသိန်းတို့ခုနပြောတယ်လေ။ မျက်စိနာနှာခေါင်းရှာကိုယ်ငါကအလုံးမလုံးပါဘူးအလုံးအလုံးမလုံးပါဘူးမလုံးပါဘူးမျက်စိနာနာလျာကိုယ်ဘယ်နှခုလဲဘာလဲအလုံးမလုံးပါဘူးဘာပဲလောက်စိတ်လေးပဲလောက်ပါအဲ့ကြောင့်မျက်စိလည်းမဖွင့်ရဘူးနားလည်းဟိုနားတော့ကြည်နေနားတော့ကြည်မလုံးပါဘူးနှာခေါင်းလည်းအလုံးမလိုက်တော့နဲ့ အာရေတောက်ခြင်းနဲ့ဓမင်းသာထားလိုက်တော့အဲ့ခန္ဓာကိုယ်ကြီးလည်းလှုပ်လှုပ်ရောက်ရောက်မလှုပ်တော့နဲ့တကားဘာနာပါငါတော့ကိုပိတ်ပြီးတော့ခုနနာသီးပြနှကမ်းများဆိုရင်နာသီးပြနှကမ်းများဒါမှမဟုတ်ငယ်တဲ့ဆိုငယ်တဲ့ရင်းချမ်းဆိုရင်းချမ်းဘိုက်ဆိုဘိုက်တနေရာထဲမှာပဲစောင့်ရှု ြုတ်လဲပြုတ်ရောဒီ၅ဘောက်ကိုလာခွင့်မဲ့ကောင်မရှိတော့ဘူးမှန်ပါဗျာအဲ့ကြမှာဂျိန်းဆိုတကယ်ပိတ်ပါလားမှန်ပါဗျာအခုယောဂီများတရားထိုင်နေဆိုတာကတကယ်ပိတ်တာဟုတ်သေးလားမှန်ပါဗျာကျူးသားပိတ်တာမှန်ပါဗျာအယက်သမအယက်မတောင်းပြီးအောင်အယက်ဆက်ဖြတ်တဲ့အဆင့်ပဲရှိသေးလားမှန်ပါဗျာတကယ်အယက်မပြတ်သေးဘူးပြတ်သေးပါဘူးအဲ့လို၅ဘောက်ကိုကျူးသားပိတ်ထားပြီးတော့အဲ့ဒီမှာဆောင်းရှူးဆောင်းရှူးတော့ဒလက်ဇက်လောက်လဲလောက်ပေါ့ဟိုကောင်ကျူးဆုံးထွက်ပြေးသွားရော့ ဒါဆိုတော့ကိုတက္ကသိုလ်ပေါက်ကြီးငါးပေါက်ကိုလာဖွင့်မဲ့ကောင်ရှိသေးလားမရှိလဲမရှိအဲ့ကြမှာဂျိန်းတို့ပိတ်သွားမှန်ပါဗျာပိတ်တဲ့အခါကျရင်ကဘာအေးလေးဘလုံးနေမလဲဆိုခန္ဓာကိုယ်ကငိတ်ကလေးအဲ့လိုနေသွားလိမ့်မယ်မှန်ပါဗျာခန္ဓာကိုယ်ကငိတ်ကလေးနေပြီးတော့ပြုတ်စုကြောက်ရွံ့ကြည့်လို့မလောက်တော့မှန်ပါဗျာအဲ့ဒါဆိုရင်တက္ကသိုလ်တစ်ပေါက်ပိတ်သွားမှန်ပါဗျာအဲ့လိုပိတ်သွားတဲ့အချိန်ကျရင်ကဘာအေးလေးမျက်စိလည်းဖွင့်ချင်တယ်မရှိတော့ဘူး ။ပါဇက်ကလည်းစကားပြောခြင်းစိတ်၊ရေတောက်ခြင်းစိတ်စားခြင်းစိတ်မရှိတော့ဘူး။ခန္ဓာကိုယ်ကြီးကလည်းလှုပ်ချင်ရွာချင်စိတ်မရှိတော့ဘူးအယက်သမားဥပမာနဲ့ပြောမယ်ဆိုရင်အယက်ပြတ်သွားတာပါပါဘာပြတ်သွားတာအဲ့ဒီအယက်ပြတ်သွားတော့သူအယက်မတော်မှုအောင်ခိုင်းနေတယ်ဟာလိုသေးလားအဲ့ဒီအတိုင်းနဲ့အခုနတကားပေါက်ကြီးငါးပေါက်ညိတ်ကလေးနေပြီးတော့ပိတ်သွားတာနဲ့ကဘာရေးတွေရဲ့ခန္ဓာကိုယ်ကမျက်စိလည်းပွင့်ချင်စိတ်မရှိတော့ဘူး ။ဗဇက်ကလည်းစကားပြောခြင်းစိတ်စားခြင်းတောက်ခြင်းစိတ်မရှိတော့ဘူး။ခန္ဓာကိုယ်ကြီးလည်းပါလေလှုပ်ခြင်းရွာခြင်းစိတ်မရှိတော့ဘူး။တကားပဲနှစ်ပေါက်ပိတ်သွားတယ်။အဲ့ဒီတကားငါးပေါက်ပိတ်ပြီးသွားမှတမာတိဆိုတဲ့နောက်တစ်ဆင့်ခြင်းစဉ်ကိုကောင်းဆုံးခြင်းလို့ရတာ။မှန်ပါဗျာ။သူနဲ့မြင်မိလား။အဲ့ဒီတကားငါးပေါက်ကြီး ဖို့ကြီးဖမ်းတာငါးပေါက်မှမပိတ်ရသေးမင်းနဲ့ဖမ်းဘလောက်ဖမ်းဖမ်းမိဖို့လွယ်ပါအဲ့ဒီအတိုင်းပဲဦးသိန်းတို့စိတ်ဆိုတဲ့တမာတိကျင့်စဉ်ကိုအောင်မြင်အောင်တပောက်သေးမှဖမ်းဖို့ဆိုတာကတိလားနဲ့တကားမတပောက်ပိတ်ကြည့်ရပါတကားတွေအဘဘမစိတ်နဲ့ဟုတ်စိတ်ကတမာတိကြမှာပိတ်လို့ရတယ်တိလားနဲ့ကဘယ်နှပောက်ဝယ်ပိတ်ပါ အဲငါးဘဝဲပိတ်တာအဲ့ငါးဘပိတ်ပြီးသွားတော့မှ စိတ်ဆိုတဲ့တကပောက်မှာကိလေသာဖွတ်ကြီးကိုခန်းတာဗာကျင့်စဉ်လို့ခေါ်တမာတိကျင့်စဉ်ဒါကြောင့်မလို့ယောဂီများဒီနေ့ကနေစပြီးတော့ရှင်းရှင်းမှန်သီလကျင့်စဉ်အောင်ပြီဆိုတာနဲ့တခါကြီးဘယ်နှပောက်ပိတ်ပိတ်ပြီဆိုရင်အဲ့ဒီလူကမျက်စိရောဖွင့်သေးလားပါဇက်ကြီးရောဟိုပြောဒီပြောရှိသေးလားခန္ဓာကိုယ်ကြီးရောလှုပ်လှုပ်ရောက်ရောက်ရှိသေးလား ဒါဆိုရင်ငါဒီဘယ်နယ်မှာရောက်နေလဲမှန်းလို့ရပြီပေါ့မျက်စိဖွင့်နေတယ်ဗာလဲပါဇက်ကြီးဟိုပြောဒီပြောလုံနေတယ်ဗာလဲခန္ဓာကိုယ်ကြီးလှုပ်လှုပ်ရော့ရော့လုံနေအကြံပြင်းအကြံပြင်းဗာကျင့်တယ်မအောင်လေးလို့ဘယ်နယ်မှာရောက်နေလဲသီလချင်းနဲ့အောင်သွားပြီဆိုတာနဲ့တကားပဲနှစ်ပေါက်ပဲအဲ့ဒါကိုအိန္ဒြိယတံဝရသီလချင်းစဉ်အောင်သွားတယ်လို့ခေါ်ပါ သဘောရှင်းပြီလားအဲ့ဒါကိုဦးသိန်းတို့ကခင်စကားလေးနဲ့အများနားလည်အောင်ပြောတယ်ကြောက်ရွံ့ကျင်စင်ဘာကျင်စင်တချို့ကအဲ့ဒီအစင်အထိတီလာအောင်မြင်မကျင့်ဘူးကြတော့ဦးသိန်းကဘလို့ခေါ်တယ်မှတ်လဲကြောက်ရွံ့ကိုဘာကိုတော်လဲသူတို့ကအဲ့ဒီအစင်မှမကျင့်ဘူးကြတာဘာဆိုရင်ဦးသိန်းရဲ့ကဘာကြီးတွေဒီနေ့ကနေစပြီးတော့ရှင်းသွားပြီတကားငါးတော့မလုံသေးရင်မပိတ်သေးရင်တီလာကျင်စင် မအောင်သေးလို့တကားငါးပေါက်ပိတ်သွားရင်တီလာကျင်းစင်အောင်ပြီဒါဆိုရင်ဘယ်ပေါက်ပဲပွင့်နေလဲစိတ်တကားပေါက်တစ်ခုလည်းပွင့်နေအဲ့စိတ်တကားပေါက်တစ်ခုမှာကိလေသာပူကြီးကိုခန္ဓာကိုပါကျင်းစင်လို့ခေါ်လေတမာတိကျင်းစင်ဒါကြောင့်မလို့ဒီတမာတိကျင်းစင်အောင်သွားရင်စိတ်တကားပေါက်ပါတော်တော်များများပိတ်သွားပါဘူးအဲ့ကြရဲ့ကဘာအေးတွေအတွေးကိုမရှိတော့ဘူးအတွေးတွေမှာချုပ်သွားအတွေးချုပ်သွားရင်ဒီဘက်လောကကြီးကချုပ်သွားဒီဘက်လောကကြီးမှာ ဘောဘကယုံကြီးဆိုတာလည်းမရှိတော့ဘူးကဘာအေးဆိုတာလည်းမရှိတော့ဘူးမြန်မာနိုင်ငံကြီးဆိုတာလည်းမရှိတော့ဘူးထိုင်နေတဲ့ခန္ဓာကိုယ်ကြီးဆိုတာလည်းမရှိတော့ဘူးအကြမ်းမြတ်ပြည့်ညက်တွေပြောက်သွားတယ်ပါရီပြောက်တာဒါကြတော့အနှစ်ချုပ်မှတ်လိုက်ရင်ဒီကမ္ဘာလောကကြီးနဲ့ပတ်သက်သမျှအရာတွေအကုန်လုံးလို့လို့ပျောက်သွားရင်ပြင်းညက်ပျောက်တယ်လို့ပတ်ပါဘာပျောက်သွားလဲအဲ့ဒီပြင်းညက်ပျောက်သွားတော့မှအဲ့ဒီအချိန်မှာအလင်းသက်ဆွမ်းအားကြီးအကြီးလာကြီးပေါ်ပြီးတော့ ပညာခံကြီးကိုပူတဲ့အချိန်မှာကိုယ်ခန္ဓာကိုယ်ကြီးရောပါသွားသေးလားခန္ဓာကိုယ်ကြီးလည်းပြောင်းတပါးရေးဖျားကြီးလည်းပြောင်းဘောဘကယုံကြီးလည်းပြောင်းထိုင်နေတဲ့ကျမ်းမြည်ကြီးဆိုတာလည်းရှိသေးလားမြန်မာနိုင်ငံကြီးဆိုတာလည်းရှိသေးလားပညာတွေအကုန်လုံးပြောင်းအဲ့ဒီပညာတွေတော်တော်များများပျောက်တော့မှဘယ်ကိုကူးသွားပညာခံကိုကူးသွားနိဗ္ဗာန်အဝေးကြီးလို့ အဲ့ဒီပညာကံကိုကူသွားပြီဒီပညာကံကိုကူသွားတာနဲ့အမီးလေးပြောပြမယ်အဲ့ဒီပညာကံကိုကူသွားတာနဲ့အလင်းကပါကြီးထဲမှာဒီနားမှာနံလေးလှုပ်နေတာကိုကပါကြီးတွေမြင်ရလိမ့်မယ်မှန်ပါဗျာအဲ့ဒီလိုနံလေးကရုပ်ဆိုတာဒီခန္ဓာကိုယ်ကြီးမရှိတော့ဘူးဒီခန္ဓာကိုယ်ကြီးကိုရုပ်လို့ပြောတယ်ဆိုတာအဲ့ဒါအပေါ်ယံပြောတာတကယ်ရုပ်ဆိုတာကဖောက်ပြန်တာပဲရှိတော့တာမှန်ပါဗျာဘာပဲရှိတော့ အဲ့ဒီဖောက်ပြန်လာတဲ့နေရာလေးမှာအခုနနံလေးကသွားညွတ်မယ်အဲ့ဒါကိုဖောက်ပြန်တယ်ညွတ်တယ်ပြောကြည့်ဖောက်ပြန်တာကယုတ်ညွတ်တာကနံပြောကြည့်ဖောက်ပြန်တာကယုတ်ညွတ်တာကနံအဲ့ဒါကိုအဲ့ဒီအဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်သူကြီးတွေဟာလဝါပေါ်မှာဗဒမြားတော့တင်ပြီးတော့တီဗီထိုင်ကြည့်နေတယ်လို့အသေးသေးမြင်ရတယ်ဗျာမှန်ပါဗျာယနေ့ခေတ်မှာ၁၀သိန်းတက်ရောက်နေပုံမလို့ ဘုသူဒ္ဒရအောင်ပြောပြတာအဲ့ဒီနေရာကိုရောက်ရင်အကြံမြတ်မှတ်ပါနံရုပ်ကွဲပြီပါကွဲပြီအဲ့ဒီအထိဝိပဿနာအဝေးကြီးတို့အဲ့ဒီနံရုပ်ကွဲပြီးတော့မှအဲ့ဒီနံရုပ်ကိုအသေးစိတ်ထပ်မြင်မှပထမဆုံးနာမရူပပရိစေရဉာဏ်လို့ခေါ်ပါတယ်အဲ့ဒါကိုမှလည်းကအဲ့ဒီနံရုပ်တွေကိုသူ့ရဲ့အကြောင်းတရားတွေပါကျွမ်းကျင်မှဒုတိယမြောက်ပစ္စယပရိက္ခဉာဏ်လို့ခေါ် အဲ့ဒီအစက်ကိုရောက်သွားရင်ကမ္ဘာအေးတွေဝမ်းတာလိုက်တော့ဒီနားရောက်ရင်စူလသောတာပန်ဖြစ်ပြီးဘာသောတာပန်စူလသောတာပန်အဲ့ဒီအထိဝိပဿနာမရောက်သေးဘူးအဲ့ဒီစူလသောတာပန်ကြီးဖြစ်ပြီးတော့မှနာယုတ်ကိုမှရိုးရိုးလေးရှုရတာအားမရဘူးဆိုပြီးတော့နာယုတ်ကိုအနေစာဒုက္ခအနတ္တနဲ့အကြီးစားသုတေသနလုပ်ပြီးတော့ရှုချလိုက်တော့မှ တဏ္ဍတနာဉာဏ်နဲ့အဲ့ကြမှာဝိပဿနာဆရာဆွေတော်ပြောတာဝိပဿနာဆိုတာတုံးမှုမြောက်ဉာဏ်ကြမှာဝိပဿနာ တာပန်သဗ္ဗဟိရိရှုမီလာဝိပဿနာဖြစ်မီလာဝိပဿနာညာဝိပဿနာမဖြစ်ခင်ဘာဖြစ်အောင်ရင်လောကສຸລາໂຕດາບັນຍີဖြစ်အောင်ເລົ່າສຸລາໂຕດາບັນຍີဖြစ်ဖို့ဆိုရင်ဒီປະຖະມະညံຫນຶ່ງညံຍ້ອງເລົ່າအဲ့ဒီညံຫນຶ່ງညံရဲ့ອະຊິພີဖြစ်တယ်ພောက်ပြန်ນາກະຍຸດຕາກະນັນສູດາກູປະລະວາບໍມາປະດະຍາລົງຕິດຈິດລະເມຍາ အဲ့ဒါရဲ့မတိုင်ခင်မှာတမာတိကျင့်စဉ်ကိုအောင်ရအဲ့ဒါရဲ့မတိုင်ခင်မှာသီလကျင့်စဉ်အောင်ရအဲ့ဒီသီလကျင့်စဉ်အောင်ဖို့တရားကြီးဘယ်နှပေါက်ပိတ်ရဒါဆိုရင်တရားကြီးငါးပေါက်မပိတ်သေးရင်ကိုယ်ဒီဘယ်နေမှာပဲရှိသေးအောင်မြောင်ကြိုးစားကြတော့ဟောဒါကဘယ်နေလဲဆိုတာလေးအကျဉ်းချင်းအမိပြောခြင်းဖြစ်ပါတယ်အဲ့ဒါတွေရဲ့လက်တွေ့အရသာတွေတွေ့ခြင်းနဲ့ဆိုရင်တော့ဘယ်ကိုလိုက်ခဲ့ စေကောင်းမင်းလိုက်ခဲ့ရတယ်။တသမာတုပါတော့ကြောင့်ဒုဗိတရားချစ်ခင်စေကောင်းမင်းရဘဂဝန္တိနတော်စီရင်ပရိသတ်အပေါင်းသူတော်ကောင်းတို့သည်အာရမတလူပြေသုံးလေးမှလူပြေမရှုံးအောင်လူပြေကျွတ်နှအောင်မြတ်စွာဘုရားအလိုတော်ကြသီလနဲ့တမာတိနဲ့ပညာနဲ့ဝိပဿနာနယ်များကိုကောင်းစွာနဲ့သွေးကျူစာအထောက်နိုင်ကြအလေးကုန်ရသည်။